မင်္ဂလာပါရှင် DND Bami's Channel ကနေကြိုဆိုလိုက်ပါတယ်။ Kobe Bryant ဆိုတာကအပေါင်းဆုံး basketball ကစားသမားတွေကတအူးဆိုပြီးလူသားရဲ့စိတ်ထဲမှာအမြင်အမှားရနေတဲ့လူပါ။သူ့ရဲ့ကြွမ်းကျင်မှုစိတ်သက်ကြံ့ခိုင်မှုနဲ့အတွေးခေါ်တွေကကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့လူသန်းပေါင်းများစွာကိုစိတ်ခေါ်အားပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Kobe ဟာသူ့လိုအရေးချင်းရှိတဲ့လူတွေနဲ့မတူကွဲပြားသွားစေတဲ့အချက်က သူ့ရဲ့နေ့စဉ်ဆွဆွမြဲမြဲလုပ်တတ်တဲ့အစီအမင်းစည်းကမ်းကြောင့်ပဲဖြစ်ပါတယ်။သူ့ရဲ့နာမည်အကြီးဆုံးအလေးကျင့်နေတဲ့ကတစ်ခုကတော့လေးကျင့်ဖို့အတွက်နနက်၄နာရီမှအိပ်ရာထားတဲ့လေးကျင့်ပဲဖြစ်ပါတယ်။လူအများစုကတော့မိကွန်းထုတ်ကြပါတယ်။ဘာလို့များအစိုးရထားပြီးလေးကျင့်ရမှာလဲ။နေ့ကင်းနေ့လေအချိန်ကြီးအများကြီးရှိနေတဲ့ဟာကိုဆိုပြီးတော့ပြောကြပါတယ်။ ကိုဘီဘရိုင်ယန်ကဘာလို့မနဲ့အစောကြီးထပြီးလေးကျင့်လဲဆိုတဲ့အကြောင်းနဲ့သူ့ရဲ့အတူယူပွဲစိတ်သက်ကိုဆက်လက်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်နော်။ကိုဘီအတွက်တော့အဖြေကရိုးရှင်းပါတယ်။သူက အခြားလူတွေထက် ပိုကြိုးစားကျင်လို့ဖြစ်ပါတယ်။သူ့စိတ်ထဲမှာအခြားသူတွေအိတ်နေချင်းသူကဒါကိုအကျိုးမျက်ရှိအောင်လှုပ်ဆောင်ခဲ့တယ်လို့မှတ်ယူထားပါတယ်။ အကောင်းဆုံးဆိုတဲ့အရာကအရေးအချင်းတစ်ခုပေါ်မှာပဲမူတည်နေတာမဟုတ်ပါဘူးဆွဆွမြဲမြဲကြိုးပမ်းအားထုတ်မှုအပေါ်မှာလည်းမူတည်နေတယ်လို့ကိုဘီကယူဆထားပါတယ် NBA ကစားသမားတယောက်ရဲ့နေ့စဉ်အခြေစရာကိုစိတ်ကူးကြည့်လိုက်ပါ ကစားသမားအများစုကကြိုးကြိုးစားစားလေ့ကျင့်ကြပါလိမ့်မယ်တနေ့ကိုတစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ်ပေါ့သူတို့တွေက မနက်ခင်းမှာလေ့ကျင့်မယ်အနားယူမယ်ပြီးရင်နေ့လယ်ခင်းမှာပြန်လေ့ကျင့်မယ် ကိုပြီးကတော့အခြားသူတွေထက်သူ့ရဲ့လေ့ကျင့်ကြေးကိုအများကြီးယူခဲ့ပါတယ်။မနက်၄နာရီအိပ်ရာထားတဲ့အတွက်အခြားသူတွေမျိုးလုံးနှလုံးမပွင့်ခင်မှာပဲသူ့ရဲ့ပထမဆုံးလေ့ကျင့်ခန်းကိုလုပ်ပြီးနေပါပြီ။အဲဒီနောက်မှာနနက်စာစာအနာယူပြီးရင်တနေ့လုံးနောက်ထပ်လေ့ကျင့်ချိန်၂ချိန်သို့မဟုတ်၃ချိန်ထည့်ယူပါရစေ။တရင်ပတ်တွေကနေလာပေါင်းများစွာ ြီးရင်နှစ်ပေါင်းများစွာကြာတဲ့အခါသူ့ရဲ့အရေးချင်းတွေဟာလေ့ကျင့်မှုနဲ့အတူအစဉ်အမြဲတိုးတက်နေပါတော့တယ်။တကယ်လို့သင်ကတစ်နှစ်ကိုနှစ်ကြိမ်လေ့ကျင့်ပြီးသင်ပြိုင်ဘက်ကတော့တစ်နှစ်ကိုတစ်ကြိမ်လေ့ကျင့်နေဆိုရင်နှစ်ကုန်တဲ့အခါသင်ကသူ့ထက်နှစ်ဆပိုမိုလေ့ကျင့်ခဲ့တယ်လို့ဖြစ်နေပါပြီ။တင်ကဒီနေ့အတိုင်း10နှစ်ကြာဒီဇိုင်းမမတ်လုပ်မယ်ဆိုရင်တင်ဟာတင်ပြိုင်ဘက်ထက်နိုင်ပေါင်းထောင်ချီပိုတာနေမှာဖြစ်ပါတယ်။ဒါကတော့ကိုဘီရဲ့အတွေ့အခေါ်ပါ။ ်သူကထူးချွန်ယုံလောက်ပဲလိုချင်တာမဟုတ်ပါဘူးပြိုင်ဘက်ကင်းတူဖြစ်ချင်တဲ့သူပါနနက်လေးနိုင်အိပ်ရထားတယ်ဆိုတာဘတ်စကတ်ဘော လေးကျင်ယုံလောက်ပဲမဟုတ်ပါဘူးဒါကစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုတိဆောက်တာလည်းဖြစ်ပါတယ်နှိုးဆက်မြည်တဲ့အခါပြန်ပိတ်ပြီးအိပ်ရထဲမှာဆက်အိတ်လို့လည်းရပါတယ်ဒါပေမဲ့ကိုဘီကတော့သူဘာပဲဖြစ်နေပါစေအိပ်ရထားဖို့အာယုံစူးစိုက်ထားပါတယ် အာယုံမတက်ခင်တိတ်ဆိတ်နေတဲ့အချိန်မျိုးမှာကိုဗီဟာသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာနေမကဘဲနဲ့သူ့ရဲ့စိတ်သက်ခွန်အားကိုပါတီဆောက်နေတာဖြစ်ပါတယ်။ကိုဗီကတနေ့ပြီးတနေ့သူ့ကိုယ်သူတီဆောက်ပြီးသူ့စိတ်ကိုထိန်းချုပ်ထားပါတယ်။ဒီအလေးအကျင့်က member mentality လို့လူသိများတဲ့သူ့ရဲ့အတွေးအခေါ်နဲ့တော်တော်လေးဆက်နွယ်နေပါတယ်။ ကိုဘီအတွက် member mentality ဆိုတာကမိမိကိုယ်ကိုတိုးတက်ဖို့ဒီဇိုင်းမမတ်လှုံ့ဆော်ခြင်းဖြစ်ပြီးတတောင်တတရှိဖို့ညှင်းဆို့ခြင်းဖြစ်ပါတယ်။ကိုဘီဟာသူရရှိထားတာတွေအပေါ်ဘရောမမကျေနပ်မရောက်ရဲပါဘူး။သူကသူပူပူပြီးတွန်းအားပေးလေးရှိပါတယ်။မနက်၄နာရီထပြီး၄ချိန်ခန်းဆင်းနေဆိုတာကသူ့ရဲ့အတော်မတတ်နိုင်တဲ့စူးစမ်းမှုရဲ့ပြရောက်လေးဖြစ်နေပါတယ်။ ကိုဘီနဲ့အနီးကပ်ရှိတဲ့အဖွဲ့သားတွေနဲ့ trainer တွေကလည်းကိုဘီရဲ့ကြိုးစားမှုကိုမျက်မြင်တွေ့ရှိကြပါတယ်။အချို့ကစားသမားတွေအကစားရုံကို9နာရီထိုးရောက်တဲ့အခါမှာတော့ကိုဘီကချွေးတွေထွက်နေပြီးသူ့ရဲ့ပထမဆုံးလေ့ကျင့်မှုပြီးဆုံးနေပြီဖြစ်ပါတယ်။ချန်ပီယံဆုကိုရရှိပြီးတာတောင်မှကိုဘီကဘရောမအရှိန်ရော့မတော်ပါဘူး။ဆုရအောင်ပွဲခံပြီးတာနဲ့အကစားရုံကိုပြန်လာပြီးထပ်မံလေ့ကျင့်နေပါပြီ။ ဒါကအလေးအထတစ်ခုမဟုတ်တော့ဘဲနဲ့ကိုယ့်ကိုထိန်းချုပ်နိုင်ခြင်းတစ်ဖက်ကန့်ခတ်ခြင်းနဲ့ကျွမ်းကျင်မှုတို့ပဲဖြစ်ပါတယ်။ကိုပြီးယုံကြည်ထားတာကတော့ခမည်းတော်အနေနဲ့ကမ္ဘာအကောင်းဆုံးဖြစ်ခြင်းနဲ့ဆိုရင်အခြားသူတွေလိုနေလို့မရဘူးဆိုတဲ့အတွေးခေါ်ပဲဖြစ်ပါတယ်။စတဲ့မှုကတော့မရှိမဖြစ်လိုအပ်ပါတယ်။သူ့အ dress ဆိုရင်သူစတဲ့ခဲ့တဲ့ အရာတွေတဲကတခုကတော့အချိန်ဖြစ်ပါတယ်။ကိုဘီက သူတတောင်းတတရှိမှုကိုစွလို့ဖို့ဆန္ဒရှိတယ်လို့မကြခဏပြောမှုပါတယ်။ ။ဘာလို့လဲဆိုတော့အကောင်းဆုံးဆိုတဲ့အိမ်မက်ကအိယာဘောကနောက်ထပ်အချိန်နည်းနည်းလောက်ထပ်နေတာထက်ကိုပိုပြီးတန်ဖိုးရှိနေလို့ပါလို့ပြောပါရယ်။ကျမတို့တွေကိုဗီစီကဘာတွေလိလာခဲ့ရလဲ။လူတိုင်းကတော့နနက်၄နာရီအိယာထားဖို့မလိုအပ်ပါဘူး။ဒါပေမဲ့သင်ငန်းစာကတော့ဦးစားပေးမှုအကြောင်းပဲဖြစ်ပါတယ်။ ကိုဘီရဲ့အိယာစောစောထားတယ်ဆိုတာမိတ်ဆွေတို့အနေနဲ့တခုခုကိုအမှန်တကယ်ယူသွပြီးဆိုရင်အဲ့ဒီအတွက်အချိန်ပေးရမယ်ဆိုတာနဲ့အခြားသူတွေမလုပ်တဲ့ကိစ္စတွေကိုတောင်မှ လုပ်နိုင်ရမယ်ဆိုတဲ့စိတ်ကူးကိုကိုစားပြုနေတာဖြစ်ပါတယ်ဒါဟာတတန်တတာရှိမှုကနေယုံထွက်ဖို့စီမြင်စီကအာယုံစူးဆိုင်မှုနဲ့စိတ်ဆန္ဒရှိဖို့အကြောင်းပဲဖြစ်ပါတယ်။ဘဝမှာတော့လူတိုင်းကအောင်မြင်ခြင်းကြပါတယ်။ဒါပေမဲ့အနည်းစုကသာစူးစမ်းလို့ရတဲ့စိတ်ဆန္ဒရှိကြတာပါ။ ကိုဘီရဲ့နနက်၄နာရီအလေးချင်းဟာဆိုရင်အကောင်းဆုံးအတော်ဆုံးဆိုတာမတော်တဆဖြစ်လာတာမျိုးမဟုတ်ဘူးဆိုပြီးတော့သတိပေးနေပါတယ်။အချိန်တွေကသာကောင်းကောင်းစီမံခန့်ခွဲနိုင်မယ်ဆိုရင်ကိုယ့်ရဲ့အလုပ်ကိုဒီဇိုင်းမမက်လုပ်မယ်ဆိုရင်ရလက်ကောင်းတွေကလည်းကိုယ့်ကို အမြဲတမ်းစောင့်ကြိုနေမှာပါ။ကိုဘီဘရိုင်ယန်ရဲ့အမွေအနှစ်ကသူ့ရဲ့ချန်ပီယံမှတ်တမ်းနေတာမက သူ့အသက်ရှင်နေထိုင်ခဲ့တဲ့ကသူ့ရဲ့အတွေးအခေါ်တွေပါဆက်လက်ရှင်သန်နေပါတယ်။ ကြီးမြတ်ကောင်းမွန်မှုဆိုတာဘသူမှမကြည့်နေချင်းတိတ်ဆိတ်တဲ့အချိန်မျိုးတွေမှာတိဆောက်ရတယ်ဆိုတာကိုကိုဘီကအထင်ရှားပြသသွားပါတယ်။စီမင်းစည်းကမ်းဆိုတာလွတ်လပ်မှုကိုဖန်တီးပေးဖို့လွတ်လပ်မှုဆိုတာကတော့စွမ်းဆောင်ရည်ကိုအမြင့်ဆုံးအထိဖန်တီးဖို့မျိုးဆက်တွေအတွက်စိတ်ခွန်အားပေးနိုင်ဖို့ဆိုတာကိုသက်သေပြသွားပါတယ်။ ကိုဘီဘရိုင်ယန်ကဘာကြောင့်မနက်၄နာရီမှာအိပ်ရာထတာလဲဘာလို့လဲဆိုတော့သူဟာအချက်ရက်တန်ဖိုးကိုနားလဲပြီးတတောက်တတာရှိမှုကိုစတိကထူးချွတ်နေသူအောင်မြင်ကြောကြားဆုံးလူအဖြစ်မဆုံးမနစ်စူးစမ်းမှုတို့ကိုနားလဲထားလို့ပဲဖြစ်ပါတယ်အခုတော့မိတ်ဆွေတို့ မိမိကိုယ်ကိုပြန်မင်းရမယ့်အချိန်ရောက်နေပါပြီ။ဘာလို့နနက်၄နာရီအိဟာထားတဲ့မိမိရဲ့အကြောင်းရင်းကဘာဖြစ်မလဲဆိုတာပေါ့။ကိုယ့်ရဲ့စိတ်ကူးအိမ်မက်ကိုရောက်ဖို့ဘာတွေလုပ်ဖို့ဆန္ဒပြင်ပြရမလဲဆိုတာကိုမေကွန်းထုတ်သိနေပါပြီ။ကိုဘီကတော့အဖြေရှာတွေ့သွားပါတယ်။အခုမိတ်ဆွေတို့အဖြေရှာရမယ့်အလှယ်ပါ။ ောက်ထပ်လည်းဘ ഹു တုတ္တရရစီမဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးတောင်းမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ DND Bombies Channel လေးကို Like နဲ့ Subscribe လေးလုပ်ထားပေးပြီးတင်ဆက်မြဗီဒီယိုတွေလည်းလွတ်ပဲကြည့်ရှုနိုင်ဖို့ Notification Call လေးကိုလည်းနှိပ်ထားပေးပါဦးနော် ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်